မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေ November 9ရက်နေ့အတွက်နောက်ဆုံးရအနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Raymond နာမည်နဲ့ပွဲလုပ်ပြီး Raymond မိသားစုကိုတပြားတစ်ချက်မှမပေးရကြောင်းပြဿနာဖြစ်နေတဲ့သတင်း။ကြီးကြီးကျယ်ကျယ်လက်ထပ်လိုက်ခါမှာနောက်ကျောင်းတွေကုန်ထပ်ပေါ်လာတဲ့ကိုရွှေမန်းသတင်း။ပစံသိမ်းပေါင်းများစွာ ကုန်ကြခံပြီးမျက်နှာတစ်ခုလုံးကိုပြုပြင်ခဲ့ပေမယ့်လေ။ဘာမှပြောင်းလဲမှုမရှိခဲ့တဲ့ဆယ်လီနေဆန်းတဲ့တိန် မင်းသမီးတွေငငတ်တက်လူချင်းလေးကြနေထုတ်လို့သူကြီးဖြစ်ပေမယ့် Beauty with Brain ဖြစ်တဲ့ဒေါက်တာမလေးကိုတောင်းချင်မော်ဖြစ်ရွေးသွားတဲ့ကိုရွှေမန်းတဲ့တင်အမေရိကန်နိုင်ငံချမ်းသာတွေစီးပွားရေးလုပ်ငန်းရှင်တထေးကြီးနဲ့လက်ထက်ကအခုလိုပုံစံနဲ့ရှင်သွေးမွေးလိုက်ပြီဖြစ်ကြောင်းအသိပေးလာတဲ့မိသက်ခိုင်တဲ့တင်ပဲဖြစ်ပါရဲ့ရှင်ရေမွန်နာမည်နဲ့ပွင့်လို့ပြီးရေမွန်မိသားစုကိုတပြားတစ်ချက်မှမပေးတာကြောင့်ပြဿနာဖြစ်နေ အလုံးချစ်ကြတဲ့ကိုတုတ်ပြီခုံရေမုံရဲ့နှုတ်ဆက်ပွဲမှာကျန်းရစ်သူမိသားစုကိုတပြားတစ်ချက်မှမပြေရာကြောင်းပြဿနာဖြစ်နေတယ်လို့သိရပါဗျ။ရေမုံမတ်တရဖြစ်တာကြောင့်ရောအဒီနိုဆုံးပါသွားတာကြောင့်ရောလူငယ်တွေအုံထားတဲ့ဒီနမဲကြီးခဲ့တဲ့အီဒီယိုနှုတ်ဆက်ပွဲဟာလက်မဲ့အရန်ကိုစေးကြည့်ခဲ့ပါဗျ။ပွဲကလည်းတဟုံထိုးအောင်မြင်ခဲ့ပြီးစပွန်ဆာကုမ္ပဏီကြီးတွေအများကြီးနဲ့ဝင်ငွေတော်တော်ကျန်းခဲ့တာပါ ဒါပေမဲ့လည်းခုခါမှာတော့ရေမွန်ရဲ့အမေရင်ဖြစ်သူအန်တီခင်မြတ်မွန်ကအဆိုပါပွဲနဲ့ပတ်သက်ပြီးတပြားတစ်ချက်မှမရလိုက်ဘူးလို့ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ဒီအကြောင်းကိုအန်တီခင်မြတ်မွန်ကစက်တင်ဘာလကုန်ကနေဖိုးလုံးကဆက်သွင်းလာတဲ့ဂျီဂျီနဲ့ပေါင်းပြီးအီဒီယိုနှုတ်ဆက်ပွဲအတွက်အန်တီနဲ့ဆွေးနွေးခြင်းနဲ့တဲ့ဂျီဂျီကလည်းအန်တီကိုတည်င်းကျော်ကြော့ခြင်းနဲ့ဆိုပြီးပြောလာတယ်။တူပီဆုံးမချိန်ကနေလင်းနှစ်ချောင်းဆက်သွဲမရှိပြောင်းနေတဲ့သူက ရုတ်တရက်ကြီးပေါ်လာပြီးကရော့မယ်ဆိုတော့အတွန်အံ့ဩမိတာမှန်ပဲ နောက်မှသိရတာကအီဒီယိုနှုတ်ဆက်ပွဲအတွက်ခွင့်ပြုချက်လိုချင်တာကိုအမေဖြစ်တဲ့လူခွင့်ပြုမှရှာမှာဆိုတော့ကလေးတွေကိုမတားရပါဘူး။ရုတ်တရက်ကြီးမှအမှန်ပြောရင်ခွင့်မပြုခြင်းပဲပေမယ့်တွပ်ပီကိုလွမ်းနေချသူတွေအာသာပြေဖို့နဲ့ရှေ့ဆက်ဖို့မလွယ်တဲ့အီဒီယိုအဖွဲ့အနေထားအတွက်နှုတ်ဆက်ပွဲလုပ်တာသင့်တော်မင်းလူရှူစားလို့ခွင့်ပြုခဲ့တယ်။ ဂျီဂျီကတုတ်ပိတွန်ရပိုင်ခွင့်စေကနန်းပြင်တီးတန့်ကရော့ငွေစေကနန်းတခုအပိုထပ်ဆောင်ပေးမယ်ပြောတဲ့အချင်းချင်းနဲ့မယုံကြည်စွာနှုတ်ကပိပဲယူပြီးစာချုပ်တောင်ကိုဘကမလုပ်ခဲ့ပါဘူး။ဘသူရီဆူမလည်းဘာတချင်းနေလဲဘနပုတ်သုံးမလည်းမီးတော်လည်းအသေးချာတိကျမပြောခဲ့သလိုနောက်ပိုင်းမှလည်းဘာခိဆာမှအတိပေးတိုင်မဲညှိနှိုင်းဆွေးနွေးခြင်းဘသူကမှမလုပ်ခဲ့ပါဘူး။ဘလောက်ဆုံးလဲဆုံးရေမွန်ညမာလေးတုံတုံကိုရောင်စင်ပေါ်တပုတ်လောက်တက်ဆူခွင့်မပြုခဲ့တလို့တက်ဆူရင်လည်းမတီးပေးနိုင်ပါဘူးတဲ့ မိခင်ဖြစ်တဲ့အန်တီကိုရိုင်းနောင်နှုတ်ဆက်စကားလေးစင်ပေါ်တက်ပြောခွင့်မရပဲတမိဖြစ်သူဆိုနေတဲ့ဆင်းအောင်ခြေလေးမှာဟာမိုနီလေးပဲလိုက်ခွင့်ရခဲ့ပါတယ်အခုဒီလေရီမော့နာမည်နဲ့လုတ်တဲ့ပွဲမှာဘူပန်ခွင့်နေတပြားမှမရသေးပါဘူးကွယ်လွန်သူကမလေးမစားလုပ်တယ်လို့ခန်းစားရလို့မိခင်ရင်တရားအနေနဲ့အင်မတန်မှခံပြေးမိပါတယ်။နောက်ကိုရီမွန်နဲ့ပတ်သက်သမျှဘာမှခွင့်မပြုနိုင်တော့ဘူးလို့ကြေညာလိုက်ရပါတယ်ဆိုပြီးပြောဆိုလာခဲ့ပါတယ်။ ပြည်ထက်ချီရုံရောကိုတွက်ပြည်နာမည်တောင်းပြီးမိသားစုကောင်အချိုးမြက်လုံးဝမပေးပဲအဒီနိုရဲ့အသက်နဲ့ရှင်ပြီးလှုပ်ရှားသွားတဲ့အီဒီယိုနှုတ်ဆက်ပွဲကြီးပုံဘလို့များထင်ကြပါသလဲနော်ကြည့်ကြည့်ကြည့်လက်ထပ်လိုက်ကမှနောက်ကျောင်းနေကုန်ထပုံလာတဲ့ကိုရွှေမန်း မြန်မာတနိုင်ငံလုံးပတ်ပင်တိမ်မောင်းတောင်းချင်မင်္ဂလာဆောင်မယ်လို့ကြွေးကြော်ထားတဲ့ကိုရွှေမန်းတို့မင်္ဂလာပွဲကတော့တိုင်တာပြင်းတရားကြောင့်ပွဲမဖြစ်ခင်မှာတည်းပြဿနာတက်နေပါပြီ။ပြင်းတရားဆိုရင်ယောက်ျားမျက်နှာနဲ့အပေါင်းကြီးလို့ပြောလို့ရတော့တဲ့အချိန်သူများတင်ပြောသူဖြစ်ပြီးမြန်မာနိုင်ငံကထွက်သွားကြတဲ့ကအမှုပညာလောကရဲ့အပုပ်တည်င်းတွေကိုပြည်သူလူထုစီဖောက်သည်ချတင်ဆက်နေတာပါ။ မြင်းမြတ်ဖောက်ပြန်တဲ့အကြောင်းကိုလည်းလူများသိအောင်ရှက်ခွဲပြောဆိုခဲ့တယ်လို့လွှမ်းပိုင်တဲ့နော်ဖွန်းရဲ့ထောင်လို့ရှိုက်ခွင်းမှာတခန်းနေနေတာကိုလည်းဖွင့်ချခဲ့ပါတယ်။ဒါပြန်လွှမ်းပိုင်တဲ့နတ်စုပကံမှာပါညာပါညာမဖြစ်လိုက်ရတဲ့ကိစ္စကိုလည်းရှာရုံမရှိတိုင်းပြောဆိုခဲ့ပါတယ်။မင်းသားကြီးနေတိုးကိုတော်မချမ်းမဲအတွင်းသတင်းတွေအားလုံးကိုလူသိရှင်ကြားပြောချခဲ့တာမဟုတ်လို့ပြင်းပြီးအားပစက်တခါလုံရင်ဘသူတင်းပြင်းနေကြမလဲဆိုပြီးမြန်မာနိုင်ငံကရှေးပေါ်စီလူတန်းစားကလည်းအငြိစုတ်ကိုရှင်းုံနေတယ်လို့အာယုံဆိုင်နားထောင်ခဲ့ကြပါတယ်။ အခုတခါမှတော့ပြည်ရင်တရားကမင်္ဂလာပွဲတွေချင်းချိတ်တဲ့ကျင်းပတော်မယ်ကိုရွှေမန်းဟာမင်းသမီးတန်တာမိုးတိတ်နဲ့တွဲနေတာဖြစ်ပြီးလက်မတက်ခင်နေရလို့ဒီချစ်ချီနူးခဲ့ကြရတယ်လို့ဆိုပါတယ်။အမှုပညာလောကမှာအလုံးသိတဲ့အထိပေါ်ပေါ်တင်တင်တွဲသွားတွဲလာလုပ်နေကြတာမို့ရွှေမန်းတို့အတွဲကိုသူကိုယ်တိုင်တော့တကယ်လက်ထပ်တော့မယ်လို့ထင်ခဲ့ကြပေမဲ့လေတကယ်တမ်းမင်္ဂလာဖိတ်စာကြီးညာလာချိန်မှာတော့တတော်သမီးရဲ့နာမည်ကတခြားတယောက်ဖြစ်နေကြတာဖြစ်ပါတယ်။ ပရိုဂျူဆာနဲ့မင်းသမီးဆက်ဆံရေးမှုရွှေမန်းနဲ့တန်တာမိုးတိန်တို့ကြားမှာပြောလို့မရတဲ့ကိစ္စတွေများကြီးဖြစ်ခဲ့ပြီးတကယ့်အခြေအနေရောက်မှာတခြားတယောက်ကိုရွှေပြည်လက်ထပ်သွားရဲဆိုတော့အင်မတန်ဒေါသထွက်စရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ပြောရရင်နှမချင်းမစာမနာလို့လိုရာယူပြီးမှပြစ်ချသွားတဲ့ပုံစံဖြစ်လွန်နေပါတယ်။ဒါကြောင့်မင်းသမီးဘက်ကမခံနိုင်တဲ့ပြည်ရင်းတရားကဒီအကြောင်းတွေကိုဖွင့်ဟခဲ့တာဖြစ်ပြီးကိုရွှေမန်းကတော့သူ့ရဲ့တထိုးသမီးနဲ့ပြဿနာတက်နေပြီလို့တတင်းနဲ့တီးတိုးသိရပါတယ်။ ဒီအကြောင်းကိုကြားတဲ့ပရိသတ်တွေကတော့ယုံနာယုံနေပွဲဝင်မရဖြစ်ချင်လို့မရဘူးလေ။ယောက်ျားလေးတွေမှလည်းအုံနောက်ရှိတယ်။သူတို့ကုံကိုပုံမြင့်စေမယ့်ပညာတတ်မိန်းမတွေကိုပဲတကယ်လက်ထပ်ကြတာ။ဒါကြောင့်မိန်းကလေးတွေအနေနဲ့ကိုကိုကိုတန်မိုးရှိအောင်နေပါလို့မှတ်ချက်တွေရေးထားခဲ့ကြပါတယ်။ပရိသတ်ချင်းတို့ရောဒီကိစ္စမှာကိုရွှေမန်းကလွန်လာလား။မင်းသမီးကပဲသူ့တိတ်ကသူ့တန်မိုးမထားနိုင်လားဆိုတော့တွေးမိတဲ့လောက်လေး comment မှာရေးခဲ့ပေးကြပါအောင်ရှင်။ ပစံသိမ်းပေါင်းများစွာကုန်ချခံပြီးမျက်နှာတစ်ခုလုံးကိုပြုပြင်ခဲ့ပေမဲ့လည်းဘာမှပြောင်းလဲမှုမရှိခဲ့တဲ့ဆယ်လီနေဆန်အခုတလောဆိုရှယ်မီဒီယာ Facebook ပေါ်မှာလူပြောအများဆုံးဖြစ်နေတဲ့အကြောင်းလေးကတော့မျက်နှာခွဲစိတ်ပြုပြင်မှုကြီးကိုပစံသိမ်းပေါင်းများစွာကုန်ချခံပြီးပြုပြင်ခဲ့ပေမဲ့လည်းဖူးရောက်နေတာပဲအဖက်တင်ပြီးဘာမှပြောင်းလဲမသွားခဲ့တဲ့ဆယ်လီနေဆန်ရဲ့အကြောင်းလေးပါ အလုံးလေးတိကြတဲ့အတိုင်းနေဆန်းရဲ့အခုတစ်ခေါက်ပြုပြင်မှုကသူ့ဘဝရဲ့အကြီးမားဆုံးသောမျက်နှာခွဲစေးပြုပြင်ပြောင်းလဲမှုကြီးဖြစ်ပြီးတော့အဲ့ဒီပြောင်းလဲမှုကြီးအတွက်ကုန်ကြစေကလည်းကြားတဲ့သူတော်မျက်လုံးပြူးသွားလောက်တဲ့အထိတိမ်မောင်းထောင်ကြီးဖြစ်တာကြောင့်နေဆန်းရဲ့ရလက်ကိုစောင့်ကြည့်ခဲ့ကြတာပါ နေဆန်းဆိုရာကအရင်ကတည်းကမျက်နှာပေါ်မှာမထီဘူးမပြင်ဘူးတဲ့နေရာမရှိသလားကိုအချိန်ချင်းပြင်ဆင်ခဲ့သူပါဒါပေမဲ့ခုကတိမ့်ထောင်ချီဆိုတဲ့စကလုံးကြီးပါလာကလေးကထီလောက်ငွေပုံရောပြီးတုံထားမှာတော့နေဆန်းတယောက်ဘလို့တော်လုံးဝပြောင်းလဲသွားမလဲတကယ်ကိုရီးယားမင်းသမီးတယောက်လို့အယုံမလေးတယောက်လို့များပြောင်းလဲသွားမလားဆိုပြီးသိကျင်နေကြတာပါဒါပေမဲ့ပရိသတ်ကြီးတို့ရဲ့တကယ်ချလက်ထွက်လာတဲ့အချိန်မှာတော့အလုံးရဲ့မျောလင့်ချက်တွေကနေရာမှာတိနေထဲပြောက်သွားတယ်လို့ဖြစ်ခင်ရပါတယ် ခွဲဆွေးမှုကြီးပြီလို့မျက်နာကပတ်တီးရဖြစ်လိုက်တဲ့အချိန်မှာတော့နေဆိုင်ရဲ့မျက်နာသစ်ပုံကထွန်လာတဲ့အခါလူရီရဲ့ပထမဆုံးတုံ့ပြန်ပုံကထင်ထားသလိုလုံးဝမဟုတ်ခဲ့ပါဘူး။ social media သုံးဆွဲသူတွေကနေဆန်းမျက်နှာမပြုတ်ပြင်ခင်ကပုံနဲ့ပြုတ်ပြင်ပြီးတဲ့ပုံကိုပေးချင်းရှင်ပြီးအသေးစိတ်တွက်ချက်ကြည့်ရှုပြီးတဲ့နောက်မှာတော့လူအများရဲ့ပါဆက်ပြားမှာတညီတညွတ်ထဲထွက်လာတဲ့စကားကတော့နေဆန်းချင်းကြီးကြီးထဲခံလိုက်ရပြီဆိုတဲ့စကားပါပဲ။ ဆယ်လီနီစန်းတယောက်အမေမွေးကလေးကမျက်နာကိုပြင်ကျင်လွန်းလာကြောင်းပတ်စံနေတိမ့်တောင်ကြီးကုံသွားတာပဲရှိပါတယ်။မျက်နာကဘာတစ်ခုမှတိတိတသားပြောင်းလဲမသွားဘူး။ခွဲစိတ်ခံရတဲ့ဒဏ်ရာရတာနဲ့နာကျင်ရတာပဲဖတ်တင်နေ။အဲဒီလိုမှတ်ချက်တွေတော်တော်လေးများပြခဲ့ပါတယ်။တချို့ကဝေဖန်ကြတာကလည်းနှာခေါင်းကြီးပဲနည်းနည်းပုံငေါသွားတာပုံအောင်ထွက်လာတာကလွယ်ရင်ကျန်တဲ့မျက်နာစိတ်ပိုင်းတွေကရှင်တိုင်းမယ်။ဒီရုပ်ကဒီရုပ်ပဲဆိုပြီးပြက်ပြက်တသားသုံးသက်နေကြတာကိုတွေ့ရပါတယ်။ တကယ်တော့ဒီကိစ္စကလှတာမလှတာဆိုရင်အလှပဆိုင်ရာဝေဖန်မှုထံပုံနှံနေသွားပါတယ်။လူတွေတိကထောက်ပြနေကြတဲ့ချက်ကကုန်ကျစရိတ်နဲ့ရှာလက်လုံးဝမညီမျှတဲ့ကိစ္စဖြစ်နေလို့ပါ။တိန်ထောင်ကြီးဆိုရင်ငွေပမာဏကြီးနဲ့ဘာမှမပြောင်းလဲဘူးဆိုတော့ဒါအလင်းခံရတာလား။ပွဲစားတာမှမဟုတ်ခွဲစိတ်ပြီးနေစင်းယုံရဲ့ချင်းထည့်ခြင်းကိုခံလိုက်ရတာလားဆိုရင်ထင်မြင်စရာကိစ္စမျိုးဖြစ်လာပြီးပိုပြီးလူပြောများပွဲစုသွားတာဖြစ်ပါတယ်။ အလုံးကလည်းနေစာရှင်သိန်း900တဲ့နှာခေါင်းပြင်းလုံးကတော့တီထပ်ပူတည်တာသေးတယ်။အခုသိန်းထောင်ချီဆိုရာကြီးကတော့ဘလို့မှချိုးမချဘူးဆိုပြီးအပြင်းထန်ထောက်ပြနေကြပါတယ်။အခုလိုတနိုင်ငံလုံးကပြည်သက်တင်ရဲ့အပြင်းထန်ဝေဖန်တိုက်ခိုက်မှုတွေကြောင့်နေစာကိုရန်ကရောသူ့ရဲ့မျက်နှာခွဲစိတ်ပြုပြင်မှုကိုသဘောကျနေမလား။ဒါမှမဟုတ်တကယ်ပဲစိတ်တိုင်းမကျဖြစ်နေမလားဆိုတာကိုတော့စိတ်ဝင်စားစရာပါပဲ။ အခုတင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့ပြည်သက်တဲ့မြန်မာယုံဆယ်လီနီဆိုင်ရဲ့တိမ်ပေါင်းတောင်းချီကုန်ကြခံပြီးခွဲစိတ်ပြုပြင်ထားတဲ့မြန်နာကအရင်အတိုင်းလားပြောင်းလဲမှုတစုံတရာရှိတယ်လို့ခန့်စားရလားဆိုတော့ကို comment မှာပြောပြပေးသွားကြပါဦးရှင်မင်းသမီးတွေငငတ်တက်လိုချင်နေကြတဲ့ထုတ်လုပ်သူကြီးဖြစ်ပေမဲ့ Beauty with Brain ဖြစ်တဲ့ဒေါက်တာမလေးကတော့ကျန်းမာဖြစ်ရွေးသွားတဲ့ကိုရွှေမန်း မင်္ဂလာပါပရိသတ်များရှင်မြန်မာနိုင်ငံကဘီလီယံနာလူတောင် တင်စားခြင်းခံထားတဲ့ကိုရွှေမန်းကတော့လူပြိုကြီးလောက်တော့မလို့လို့နေအခုသက်40ပြည့်ပြီမှဒေါက်တာမလေးတူးကိုအပိုင်သိမ့်ပြီးတိမ်ပေါင်း7000ကျော်အကုန်ခံကရုပ်တရက်မင်္ဂလာပွဲကြီးကျင်းပပြလိုက်ပါပြီကိုရွှေမန်းဆိုတာကတော့အမှုပညာနယ်ပယ်မှာအတော်လူသိများတဲ့ဒိတ်ဒိတ်ကျဲကြီးပါပဲ TV စီစဉ်တွင်ဇလန်းတွဲတွေစသဖြင့် program ခက်များများမှာထုတ်လုပ်နိုင်တဲ့ producer media တထေးကြီးပါပဲ ဒါကြောင့်မို့လို့လေရုပ်ရှင်လောကကချောပိလှပိဆိုတဲ့နုနုဥဥမင်းသမီးတွေအကုန်လုံးကကိုရှင်မန်းနဲ့လက်တွဲရဖို့ပေါင်းသိမ်းရဖို့ကိုမမောစွာမျှော်လင့်နေကြတာပါ။ဒါပေမဲ့ကိုရှင်မန်းကတော့ Beauty with Brain ဖြစ်တဲ့သူကိုပဲလက်တွဲပေါ်ဖြေရွေးချေခဲ့ပါတယ်။တတို့သမီးလေးကတော့ Apple Clinic စေကပါရှင်ဒေါက်တာဖူပွင့်ခိုင်မှာနှစ်ယောက်သားကတကယ်ပင်လိုက်ဖက်ညီလိုပါတယ်။ နောက်ဆုံးတော့လေအိမ်တော်ဘက်ရွေးချယ်ရမှာယောက်ျားတွေကမိန်းမတွေထထောင်ပို့ပြီးတော့ကိုသားကိုကောင်းမို့အတွက်ရွေးချယ်တကြတယ်ဆိုတော့အခုကိုရွှေမန်းကတက်သေးပါပဲချောပိလာပိဆိုရင်မင်းသမီးတွေက သူ့အတွက်ရည်ရှိသုံးဖို့ဝန်မှန်းတည်တာကြောင့်ဂုံရှိပြီးချက်တင်ပြေရှိကပညာတစ်ဖက်ကန်းခတ်အောင်တက်မြောက်တဲ့ဆရာဝန်မလေးကိုပဲတိုင်ပင်ပေါ်အဖြစ်အိမ်တော်ဘက်အဖြစ်ရွေးချယ်လိုက်တာပါဒါကပြောရရင်အနုပညာရှင်တရားမှုနှောင်းအများဆုံးဖြစ်တဲ့မင်္ဂလာပွဲလို့ပြောရမှာပါ အရန်တို့သားတို့သမီးတွေကတော့အောင်ရဲလေးဖူးဖွေးတို့လိုဒိတ်ဒိတ်ကျဲထိတ်တန်းတွေပါဖြောပြင်းကြီးမှလည်းမြင့်မြတ်ပိုင်တကွန်စားတဲ့ဖြင့်တကယ်အညွန့်တွေကြီးပါပဲဒီမင်္ဂလာပွဲအတွက် MC ဆင်းအောင်ကတော့လာနေချီပြီးတော့ပြင်ဆင်ခဲ့ရတာပါတို့သမီးဝတ်ထားတဲ့အစဉ်တစားတွေကိုကြည်ုံနေတဲ့ဒီပွဲအတွက်ဘလောက်သုံးထားသလဲဆိုတာအသိသားကြီးပါ2010လောက်တုန်းကတော့ကိုရွှေမန်းက MRT ဖုန်းလိုမျိုးနေရာမှာတာမန်ဝန်ထမ်းလေးဖြစ်ခဲ့တာပါ အဲဒီကနေစလို့မှသူ့ရဲ့ကြိုးစားမှုနဲ့ရွှေရှားမှုပါမှုတွေကြောင့်မလို့ဆယ်နှစ်ကျော်အတွင်းတန်းကြွယ်တထည်ကြီးဖြစ်လာခဲ့ရတာပါပဲ။ဘလို့ပဲဖြစ်ဖြစ်သူ့ဘဝအတွက်အကောင်းဆုံးလို့ထင်တဲ့ Beauty with Brain ဖြစ်တဲ့လက်တွဲပေါ်ဒေါက်တာလေးကိုသူကလည်း Brain ကိုကောင်းကောင်းသုံးပြီးပြန်လည်ရွေးချယ်သွားတာပါ။ပရိသတ်ကြီးတို့ရောပုရိသယောက်ျားတွေရဲ့တွေးတောတတ်မှုကြီးကိုဘလို့များထင်မြင်မိကြပါသလဲရှင်။ Thank you. အမေရိကန်နိုင်ငံချမ်းသာရေးစီးပွားရေးလုပ်ငန်းရှင်တထေကြီးနဲ့လက်ထက်ကအခုလိုပုံစံနဲ့ရှင်သွေးမွေးလိုက်ပြီးဖြစ်ကြောင်းသိပင်းလာနေမိတက်ခိုင်းတရုတ်ဆောင်မိတက်ခိုင်းကတော့အမေရိကန်နိုင်ငံမှာရှင်သွေးလေးမွေးဖွားလိုက်ပြီးဖြစ်ကြောင်းပရိသတ်တွေကိုအသိပင်းလာခဲ့ပါတယ်တရုတ်ဆောင်မိတက်ခိုင်းဟာမြန်မာနိုင်ငံမှာချစ်စရာကောင်းတဲ့တရုတ်ဆောင်မင်းသမီးလေးဖြစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့မိတက်ခိုင်းဟာအမှုပညာလောကတွေကပျောက်ကွယ်သွားတာပါတရုတ်ဆောင်မိတက်ခိုင်းနေနဲ့အမှုပညာလောက်တွေကိုဆွန့်လွတ်ကအမေရိကမှာပျောက်ရွှေ့နေထိုင်နေတာဖြစ်ပါတယ် တရုတ်ဆောင်မိသက်ကိုင်းဟာအမေရိကန်နိုင်ငံမှာအောင်မြင်ကစီးပွားဖြစ်နေတဲ့တထေကြီးတူနဲ့ဖူးဆောင်ဆောင်ကလက်ထပ်ထားတာဖြစ်တယ်လို့ဆိုပါတယ်အစောပိုင်းမှာတော့မေတ္တကိုင်ဟာအမေရိကန်နိုင်ငံမှာရှိတဲ့သူမဖခင်ရှိတဲ့နေရာကိုလိုက်သွားရင်အမေရိကန်မှာရှိတဲ့မြန်မာတထေးကြီးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။အခုအခါမှာတော့ပြိတ္တချစ်တော်တယုံဆောင်မင်းသမီးမေတ္တကိုင်ကချစ်စရာကောင်းတဲ့တမီးဦးလေးကိုမွေးဖွားလိုက်ပြီးဖြစ်ကြောင်းသိရတာပါ။သူမရဲ့တမီးလေးကိုမွေးဖွားပြီးရအသုံးပတ်ရှိပြီးဖြစ်ကြောင်းအတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ ်မေတ္တခိုင်ရဲ့တမီလေးဟာတော်တော်လေးကိုချစ်စရာကောင်းနေတာကိုလည်းတွေ့ရတာပါမေတ္တခိုင်ဟာတေယုတ်ဆောင်မိသင်္ဆာဦးရဲ့ဒူမဖြစ်ပြီးအခုတော့တမီလေးမွေးဖွားထားနိုင်တာမို့လဲအလုံးကဝမ်းသာနေကြတာလည်းဖြစ်ပါတယ်